ဒီနေ့မှာတော့ဗုဒ္ဓဘာသာဝင်ကြီးအထွတ်မြတ်ထားရာဇောင်မုန်နာမီနီတာမညဖလအခါရဏီအကြောင်းကိုရင်ဆက်ပြီးသွားချင်ပါတယ်။ဇောင်မုန်နာမီနီဆိုတာဗုဒ္ဓဘာသာဝင်ကြီးအထွတ်မြတ်ထားရာဖြစ်တဲ့အတင်းကျော်လာမီနီလူမျိုးအလွန်ထူးခြားတဲ့နေရူးနေမြတ်တရက်ပဲဖြစ်ပါတယ်။ဇောင်မုန်နာမီနီကိုတာမညဖလအခါရဏီလို့ခေါ်ပြီးတော့တာမညဖလအခါရဏီဆိုတာကတော့မြတ်စွာဘုရားရှင်က ဇာတတမင်းကြီးကိုအမှုထားပြီးတော့ပရိသတ်ယဟန်သူငါပေါင်းတသိန်းကျော်ကိုနိဗ္ဗာန်ရောက်ကြောင်းတရားတော်တာမညာဖလာတို့ကိုဟောကြားခဲ့တဲ့ထူးခြားတဲ့နိယတ္တရပဲဖြစ်ပါတယ်။ဇောင်းမုံလာပြည်နေလို့ပြောလိုက်ရင်ဗုဒ္ဓဘာသာဝင် အားလုံးရဲ့မျက်လုံးထဲမှာမတိုးတင်ငန်းရက်လုတ်ခဲ့ကြရဲ့ဘွဲတော်တစ်ခုကိုမြဝါးတင်တင်ပြေးမြင်မိကြမှာမှန်ပါပဲ။ဒါအပြင်ဇောင်းမုံလာပြည်နေနဲ့ပတ်သက်ပြီးတော့ဘွဲတော်တော်များများလည်းရှိလို့နေပါတယ်။ဒီဘွဲတော်တွေကတော့ကြီးမနိုးွယ် မိဘုံပြန်ပွဲမတိုးတင်ငံရက်လုပ်ပြန်ပွဲစတဲ့ပွဲတော်တွေဖြင့်ဗုဒ္ဓဘာသာဝင်ကြီးရဲ့ရင်ကျေးမှုတစ်ခုဖြစ်တဲ့လက်ဆောင်ပစ္စည်းများနဲ့ကတော့ချင်းဆိုရင်ဘာရဝပြုကြတဲ့ဓာတလာတွေဖြစ်ပါတယ်။ဇောင်မုံလာပြည်နေမှာမာလူမျိုးတွေအတွက်အထင်ရှားဆုံးပွဲတော်ဖြစ်တဲ့တောင်ကြီးမိဘုံပြန်ပွဲတော်ဟာဆိုရင်လေမြမလူမျိုးတွေသာမကပဲနိုင်ငံသားတွေပါအံ့ဩမြင်တတ်ကြတဲ့ပွဲတော်တစ်ခုဆိုရင်လည်းမပါပါဘူး။ တောင်ကြီးမိဘုံပြန်ပွဲအတိုင်းပဲဗုဒ္ဓဘာသာဝင်ကြီးရဲ့ဓလိထုံနှံ့ရတန်ဃာတော်တွေကိုပထိန်သင်္ကန်းရက်လုပ်ပူဇော်ခဲ့ကြပါတယ်ဒီလိုမျိုးသင်္ကန်းအလှူတွေထဲမှာအမျက်ဆုံးအလှူဟာကထိန်မှာလှူတဲ့အလှူဒါနပဲဖြစ်တယ်လို့ကျောင်းဆောက်လူတန်းရမှာလဲတိန်ကျောင်းအလူဟာအမျက်ဆုံးဒါနဖြစ်တယ်လို့သင်္ကန်းမှာကထိန်ကျောင်းမှာတိန်ဆိုရဲဆိုလိုစကားလည်းရှိပါသေးတယ် ။ဒါကြောင့်လေမြမာလူမျိုးဗုဒ္ဓဘာသာဝင်ကြီးကသောမုံလာမှာဘုရားရှင်ကိုအမှုထားပြီးတော့ယဟန်တန်ဃာကိုမတိုးတင်ငန်းလို့ခေါ်တဲ့အထိန်တင်ငန်းကိုပူနှန်းခဲ့ကြတာဖြစ်ပါတယ်။ဇောင်မုံလာဇန်၁၄ရက်နေ့ဤဝင်ကျင်ကဆပြီးတော့ဇောင်မုံလာပြီနေ့အာယုံမတက်မီအပီးရက်လုတ်ခဲ့ကြတာဖြစ်တဲ့အတွက်မတိုးတင်ငန်းလို့ခေါ်ခဲ့ကြခြင်းဖြစ်ပါတယ်။မတိုးတင်ငန်းရက်လုတ်ပူဇော်တာဟာဗုဒ္ဓဘာသာဝင်မှုရဲ့ရိုးရာရည်ကြီးမှုကိုထိန်းသိမ်းရာရောက်တယ်လို့ ရကန်းပညာမပပြောက်ဖို့ထိတ်နေရလဲရောက်ပါတယ်။ဒါအပြင်ရှေးဥစင်လာရဇောင်းမူလာပြည်နီမှာမေသတိဝိတုတ်ကိုမြမာတို့ဈေးဝါအဖြစ်စားသုံးကြတဲ့ရိုးရာတစ်ခုလည်းရှိခဲ့လို့မြင်ပါသေးတယ်။ဇောင်းမူလာပြည်နီနဲ့ပတ်သက်ပြီးတော့ပြောပြပြီးသွားတာကနားထောင်ရင်းနဲ့အားလုံးပဲစိတ်ဤချမ်းသာခြင်းကိုယ်ဤချမ်းမာခြင်းနဲ့ပြည့်စုံတောင်းစုပြီးပြပါသည်လို့လလာကြည့်မိသားစုမှဆုတောင်းပေးလိုက်ပါတယ်။